တချို့ပုဂ္ဂိုလ်တွေအစဉ်ရုပ်သိက္ခာတချို့ပုဂ္ဂိုလ်တွေကြတော့ယုံမထဘူးဘယ်လိုအကြောင်းကြောင့်ယုံကြည်လှပရရတယ်လဲဘယ်လိုအကြောင်းကြောင့်ယုံကြည်မလှပရတယ်လဲဒီလိုမျိုးကိုမေးထားအဲ့ဒီမျိုးကိုလည်းဆောဆရာဘယ်လိုပြန်ပြီးတော့အဖြေပေးလဲကာကြဘူးလေရတာအမိကဘူးလေရတာအခွင့်အရေးလည်းဘူးလေရတာရှင်းမချလို့အဖွားကြီးတဲ့ကြတယ်လည်းဘူးလေရတာရှင်းမချတစ်ဖက်ကြည့်လိုက်ကြတော့လေဂေါရဏဒေါသက သိကြည့်တယ်။ဓာရဏဆိုတာမဟုတ်ဘူး။သူ့ကိုနည်းနည်းလေးတော့တော့မပြောလိုက်။နည်းနည်းလေးနဲ့ပြောလိုက်ပြီမယ်ဆိုလို့ရှိရင်အဘိဓိဋ္ဌိငါ့ကိုဒီလိုပြောရအောင်လားဆိုပြီးတော့စိတ်ထဲမှာတလုံးလုံးဖြစ်နေတာ။စွဲနေတာ။နည်းနည်းမှမကျင်တာကိုကိုယ်ကတိစိတ်ဆိုးတော့ယာဘိဓိဋ္ဌိစိတ်ဆိုးနေတဲ့ပေါက်ပြန်တဲ့အမှုရာမျိုးမျိုးကိုကြားတယ်။ကောမနေတော့ငါချထားလိုက်ရပြောင်းမယ်ငါပတ်မှတ်လို့လေဟောဒီပုံစံမျိုးဟုတ်တယ်မလား ဒေါသဖြစ်နေတဲ့အမှုရာတွေကိုကြရတယ်နောက်တစ်ခုကလည်းပဋိဒိယတိယံယုဖွဲ့ထားငါကဒီလိုပြောရကောင်းလားဆိုပြီးတော့ယံယုဖွဲ့ထားစိတ်ဆုံးမှုကိုလည်းခဏချင်းချင်းကြီးကိုပေါ်ပြလိုက်တယ်ငါကငါလာထိဖယ်ရမယ်ဒီကောင်းမှငါအထိတယ်ငါကခံမှာလဲငါပြန်ချလိုက်မှာပေါ့ဆိုပြီးတော့မိမိဒေါသဖြစ်နေတဲ့နေရာကိုထင်ရှားအောင်ပေါ်ပြလိုက်တယ်မိမိရဲ့မကျေနပ်ချက်တွေကိုလည်းထင်ရှားအောင်ပေါ်ပြလိုက်တယ် ဘုရားအပေါ်မှာမတင်တဲ့ခံလေးတစ်ခုပဲ။သစ္စာလည်းဘလောက်ရရှိလိုက်တယ်လေ။ဘုရားမှလည်းမရလိုက်ဘူး။ဒါပြင်းနဲ့အပင်ရောက်ကြဖြစ်တဲ့အကုဒ္ဒတန်ဒီမိမိမှာပြည့်ရကြကြရမတော်ဘူးလား။ရတော်ပြီ။ဒါတော့အပေါ်မှာဒေါသဖြစ်တဲ့စိတ်ဓာတ်ကိုယ့်ကိုယ်ကိုဒေါသကိုယ့်ကိုယ်ဖြစ်တဲ့ဘာဆိုင်လဲ။မြင်းလည်းမြင်းလည်းဘာဆိုင်လဲ။ဟောတချို့ကဒီလိုငါငါဒေါသဖြစ်တဲ့မြင်းလည်းဘာဆိုင်လဲလာပြောရတာလေ။တချို့ကဒီလိုဖြစ်တဲ့ဖြစ်တဲ့လေနော်။ ပြီးတော့ကိုယ်တော်ဟံကိုဒေါသဖြစ်တာဟာဘာမှမဖြစ်ဘူးမဟုတ်ဘူး။အော်ဖြစ်တယ်။ဘာဖြစ်လဲ။မင်းရဲ့ရဆိုင်လေ။ပြီးတော့မိမိကရဲကိုအလုံးမရှိဘူးဆိုလို့ရှိရင်ဒီစိတ်နဲ့သိထားလေးကိုပြည့်ပြည့်ကြောင်းလေးပြဖို့မလိုဘူးလား။လေရနေလေ။ဒီနေ့ပဲဒီမကြီးတယောက်ကလမ်းလျှောက်ကြ။လာကြတော့တယ်လာကြတော့တယ်ခါကြတော့ငမူးနဲ့အကြောင်းပန်နေတော့သူငမူးအကြောင်းခွင့်ကြီးလာမေးတော့ငမူးပြောတာကြီးတဲ့ ဒါဖြစ်လို့ကျိုးတယ်လို့မေးလိုက်တော့သူကဒေါသထင်ရှားပြလို့ပါဆိုပြီးဒီကနေဝိုင်းကြ။သူကလည်းဒေါသထင်ရှားဘယ်လိုပြလဲလဲဆိုတော့စေကမငမှုနဲ့စေကငိုင်းနဲ့ငမှုတွန်းချလိုက်တယ်စေကအနေငမှုပြသွားရအောင်။ကြားတော့အောက်ကြတဲ့ကငမှုလက်ကျိုးတော့တဲ့။လက်ကျိုးတဲ့အချိန်ကကြတော့ပြစ်ထားလိုက်ပါလားလို့ပြောတယ်။မပြစ်နိုင်ဘူးတဲ့။သူကအော်နေတဲ့အခါကျတော့ဒီကသာသမီတွေကဝိုင်းပြီးတော့သူ့ကိုလာပြောတယ်။ ပြောတော့လည်းဒီကအနန္တပြီးကပ်ပြီးပြည့်စုံရပြန်နေဒီလိုကံတွေကိုပြည့်စုံပြည့်ထောင်ထားခဲ့မယ်ဆိုရင်ဒီကံကလွတ်အောင်ရုံးလို့မရအောင်ပြည့်ပင်ဖန်ကြည့်သေးတယ်ဒီအရင်ကခွဲလို့မရဘူးတကယ်တော့ရဲရဲစက်စက်နဲ့စွန့်ပြင်လိုက်ပါလဲဆိုတော့မစွန့်ပြင်နိုင်မစွန့်ပြင်နိုင်တဲ့ကံတွေကိုမိမိတို့ကထူထောင်ထားခဲ့ဒီလည်းဒီတိုင်းပဲဒီဒေါသဖြစ်တာဟာဘာမှမဖြစ်ဘူးမဟုတ်ဘူးဟောဒီဒေါသလေးက မရဲကိုရောက်စီနိုင်တဲ့စာအရှိဒီလိုဆိုရင်မရဲကိုအလုံးမရှိခင်ရင်မိမိတို့ကဒီတော့တာကိုတိုက်ချက်ပြစ်ဖို့မလိုဘူးလားလိုစိတ်နေစိတ်ထားလေးတွေပြုပြင်ပြောင်းလဲဖို့လိုတယ်နောက်တစ်ခုဒေါသဖြစ်နေတဲ့ပုံစံကိုကြည့်ပါနမတန်ချောင်းမောလှပ်ပနေတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးပဲဖြစ်ခြင်းဖြစ်ပါစေဒေါသဖြစ်နေတဲ့အခြေခံမှာသူ့ကိုတွတ်ကြည့်အလုံးမဆိုးဘူးလားလိုဆိုးတယ်ကံကသူ့ကိုအကျိုးပေးဖို့ရအခါခွင့်တင်လာပြီဆိုရင်ဘာဖြစ်လဲ ဒီဒေါသလေးဖြစ်ခဲ့တဲ့ကံကမရမရောက်ဘူးထာတဲ့ခဏကနာနိဌာနစေတနာလို့ခေါ်ဆိုအပ်တဲ့တကယ်တမ်းပြည့်မှုတွေလုံကျွနေတဲ့အချိန်ခါမှာဖြစ်ပေါ်နေတဲ့ဒေါသအကုသိုလ်စေတနာကိုတော့ထားလိုက်။ရှေ့ဘက်နောက်ဘက်မှာဖြစ်ပေါ်နေတဲ့အကုသိုလ်စေတနာတွေကနေပြီးတော့လူပြေလူလောကမှာလာပြီးတော့အကျိုးပြုရင်အခါခွင့်ပြည့်ပြီဆိုရင်လူပြေလူလောကကိုသုတ်ကံတစ်ခုကပြစ်ချလိုက်လို့လူဖြစ်လာတဲ့အချိန်ခါမှာ ကနကဒေါသနဲ့ရှင်ပြနေတဲ့အကုသိုလ်ဓာတ်ကြီးတွေကကပ်ပါလာတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဒီဒုက္ခနာအဆင်းမထတော့ဘူးအဲအကြီးကအယုတ်ဆိုးခဏခဏတော့ပြောပြရဲခွန်ကြီးကပြောတဲ့စကားလုံးကိုခွန်ကြီးကမှတ်ထားတယ်။လက်ရင်းကြည့်လိုက်တော့ဖားလည်းပဲနဲ့အသားကြည့်လိုက်တော့တပည့်ရောင်ခါကြည့်လိုက်တော့လည်းမိခါ့။ပုံပန်းမကြတဲ့ပုဂ္ဂိုလ်တို့ဦးဖြစ်လာရတယ်။ဘာကြောင့်လဲ။ဒေါသနဲ့ရှင်ပြပြီးတော့ဓာတ်ကြီးကိုကုစုပြောထောင်ခဲ့တော့ဘုဒ္ဓဒေါသသိပြီးတော့ ကြီးကြတယ်ဒေါသကြီးကြတဲ့ပုဂ္ဂိုလ်ဒီဒီကံကအကျုပ်ပြည်ပြီဆိုရင်ရုပ်လှကလားမလှဘူးလားမလှတော့ဒါဖြင့်မိမိတို့ကရုပ်ရည်ချုံမှလှပါတဲ့အမျိုးကောင်းသားဖြစ်ခြင်းနဲ့ဆိုရင်အမျိုးကောင်းသမီးဖြစ်ခြင်းနဲ့ဆိုရင်ဒေါသကြီးရမလားမကြီးရဘူးလားဒေါသမကြီးရဒေါသတွေကိုစံကျင်ပြည့်ဒါစိတ်သက်ဆိုတာပြည့်စုံကြောင်းလဲလို့မရဘူးလားရပါတယ်ဒီဒေါသတွေအများဖြစ်နေတဲ့နေရာမဟုတ်ဘူးအိဋ္ဌာနေရာပဲ ။ဒါကအမြဲဖြစ်နေတဲ့တရားတွေမဟုတ်ဘူး။အိဋ္ဌတရားတွေ။အလုံးစုံအိဋ္ဌတရားတွေဖြစ်တော့မိမိတို့ကပြုပြင်ပြောင်းလဲပြီးမှရှင်မရဘူးလား။ရပါတယ်။ဒါဖြင့်ပြုပြင်ပြောင်းလဲခြင်းနဲ့စိတ်ထားတချို့ကမရှိဘူး။ငါတို့ကဒုညဒုဒ္ဒနဲ့တူတာမဟုတ်ဘူး။မြတ်စွာဘုရားတရားစင်းနဲ့ပြတော်မဟုတ်ဘူးဆိုပြီးဒါကိုပဲဂုံယူပြီးတော့ဝင်ကြွပြီးတော့မိတတ်ကြပြန်နေအဲဒီလိုဂုံယူဝင်ကြနေတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်မလဲဘယ်ဘွားပဲရောက်ရောက်ရောက်နေရဘွားမှာအကြီးကြီးအယုတ်ဆိုးတဲ့ပုဂ္ဂိုလ်က ဖြစ်နေတယ်။ဒါကြောင့်ဘုရားရှင်အကြီးကအယုတ်ဆုံးဇေတတ်တဲ့ကံတရားပဲ။ဘုရားဟောနေတဲ့ကံနဲ့ရုပ်ရည်မချောမမဆပ်ပါရခြင်းအယုတ်ဆုံးရခြင်းအကြီးကအယုတ်ဆုံးရခြင်းအကြောင်းရင်းဒီဒီပြောတာပဲ။နည်းနည်းလေးပြောရင်တော့မှနည်းနည်းမှအရှိမခံဘူး။ဒီကောင်မှများတော့တော့မပြောလိုက်ဆိုင်မှာလေ။ဒါကနည်းနည်းမှပြောလို့ဆိုလို့ရတဲ့ကောင်းမမျိုးမဟုတ်ဘူးတချို့ဒီလိုပြောကြနည်းနည်းမှတော့အထီးမခံဘူး ရောလိုက်ပြီဆိုလို့ရှိရင်တခါတည်းမကျင်တဲ့ချက်တွေကိုတဟုန်ကြီးထင်ရှားကြရတာပဲ။ဟိုဘိုးတော်ဖုရားလက်ထက်ကနေပြီးတော့မင်းလုံးလေးလက်ထက်မင်းလုံးလေးလက်ထက်ကနေပြီးတော့ဟောဘကဒီနိုင်ငံရဲ့အစိုးရလက်ထက်အထူးပေါ်လေး။ရာဇဝင်နဲ့ချီပြီးတော့မကျင်တဲ့ချက်တွေကိုပြောလိုက်တဲ့တဟုန်တစ်ခေါင်းကြီးပဲနားထောင်လို့ကိုမကုံတော့ဘူး။ဒါကြောင့်အဲ့ဒီမဲ့ဒေါသတွေသိကြည့်နေတဲ့ပုဂ္ဂိုလ်ကြီးရောက်လျာပွားမှာဖြစ်တတ်တယ်လေ။အရေးဆုံးတဲ့